ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အလဲအပိတ်နှလုံးအပါနီးကိုပြန်လဲညာဝီတော့မှဖြစ်ပါတယ်ဗောနော်အလဲပိတ်နှလုံးအပါဖြစ်ပါတယ်လေပိတ်အပြီးဗောနော်ဆိုတော့ကျွန်တော်ဒီ99ချေခွန်3ည3ကနေတပင်ရှင်းစာပြီးတော့အတူတူလေ့လာကြည့်မယ်ဗောနော်ကျွန်တော်998မှာဒီရှစ်ကို6နဲ့မြောက်မယ်ဗောနောပြီးရင်တီ3ညမှာတစ်ချိန်နောက်ဆုံးမှာကျွန်တော်9နဲ့ထပ်ပေါက်မှာဖြစ်ပါရခင်ဗျာ အာဆွေ6648ရတယ်ဘောနော်ရှစ်ကိုဒီ9နဲ့ပေါင်းတာဆက်ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ခွန်8ရှစ်ကို3နဲ့ပေါင်းမယ်ဘောနော်73 73 74ခွန်8ဒီနေ့3ဒီရှောင်းလုံးထဲကလေပိနေရမှာနှလုံးအပါယူမှာဖြစ်ပါတယ်ဆိုတော့7 4ခွန်3ခွန်ခွန်ဆိုတဲ့ဒီ3ခွန်ခွန်ဘောနော်ဒါကြောင့်မို့ကျွန်တော်ဒီ3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ3ကတော့ထိပ်စီးဘောနော်ဒီ9ကတော့ကျွန်တော်လေပိနေရဖြစ်ပါတယ် နောက်ထပ်တစ်ကြိမ်မှာ8400 300ဆိုတဲ့တီခုနှစ်ကို6နဲ့မြောက်မယ်ပေါ့နော်အလေးမှာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ခွန်က6ကြိမ်ခုနှစ်ကြိမ်ခွန်ခွန်နေ40နဲ့9 9နဲ့9ပေါင်းတာ78ဖြစ်ပါတယ်ဒါကြောင့်မို့89 93ပေါင်းတာ72 345ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ89လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ သာသမတိချက်ကတော့ထိတ်စီပါတော့ဒီကုကတော့အလေထိုင်းလေးရအပိရှစ်ကိုလေးစုပြီးနေပိနှလုံးပါတာဖြစ်ပါတယ်ဒီရှစ်တရှစ်ရှစ်ကိုလေးမှာလည်းအဲ့ဒီရှစ်ကိုလေးချောင်းနဲ့မြောက်မယ်ပါတော့ဒီကုမှာတကြိမ်အပေါင်း9စုပြီးဖြစ်ပါတယ်ဒါဆိုရင်6 640နဲ့8ပါတော့9နဲ့ကြိမ်ပေါင်းတာလည်း16ဆိုတော့ဒီရှစ်နဲ့ဒီရှစ်နဲ့ပေါင်းတာ16ရမှာဖြစ်ပါတယ်6ခွန်ခွန်3ပေါင်းရှင်း10 1 2 3စုပြီးဖြစ်ပါတယ် နောက်ထပ်တစ်ချိန်မှာ9 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 3ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ရက်3ရက်လေးပိနှလုံးအပါဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်ဒီ95963မှာခုနှစ်ကို6နဲ့မြောက်မယ်ပေါ့နော်ဒီအလေးထိုင်ပါတစ်ချိန်အပေါင်း9ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ခွန်6လေး40နဲ့နေပေါ့နော်နေနဲ့ဒီ6နဲ့ပေါင်းတာ8 8နဲ့9ပေါင်းတာ16ရတဲ့အတွက်ကြောင့်မို့ ခွန်ရှိရှေ့ကို၃နဲ့ပေါင်းတော့7နေ၃လေးပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ6ရှိခွန်ဖြစ်ပါတယ်ခင်ဗျာ6ရှိခွန်ဒါကြောင့်မို့ဒီမှာခွန်ရရှိရဒီ6ရှိခွန်ဆိုပြီး၄ပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်ရှောက်ရှောက်ကိုရှောက်ရှိခွန်ဆိုရတဲ့ဒီကိုကို6နဲ့မြောင်မယ်ပေါ့နော်ဒီအလေမှာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 50နဲ့4 4နဲ့8ပေါင်းတာ နှစ်နဲ့ဒီ9နဲ့ပေါင်းတာ17ဆိုတဲ့အတွက်တင်းနှစ်နှစ်ကို3ပေါင်းရှင်း9 6 8ဖြစ်ပါတယ်နောက်ဆုံးတစ်ကြိမ်မှာနှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနှစ်နှစ်ခွန်ဒါကြောင့်မို့ကျွန်တော်ဒီမှာနှစ်ရာခွန်ရဲ့နှစ်နှစ်ခွန်ဆိုပြီးတော့လေးပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်နှစ်66နှစ်နှစ်ခွန်မှာဒီ6ကို6နဲ့မျှပြီးအလေမာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါတယ် ရှောင်းရှောင်းလီ36ရှောင်းနဲ့နှစ်ပေါင်းတာ8ရှင်းနဲ့9ပေါင်းတာ7ခွန်ဆိုတဲ့အတွက်ကျွန်တော်ခွန်8ပေါ့နော်အရှိကို3ပေါင်းတာ71 34နောက်ထပ်တစ်ကြိမ်မှာ388ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာ88အပူပေါ့နော်လေးပိတ်အပါဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ဒီ3ကို6နဲ့မြောက်မယ်ဒီ8မှာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 63ကျိန်78 89ပေါင်း76 69ပေါင်း55ဖြူတဲ့အတွက်ငါ6 69 3ပေါင်း9 3ညတင်းနေပေါ့နော်အဲ့ဒီထဲကနောက်ထပ်တစ်ကျိန်မှာ3 39 9ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ3ညရဲ့9ရဲ့ဆိုပြီးတော့3 39 9ဆိုပြီးဖြစ်ပါတယ်နောက်ထပ်ဒီ2 9 3 39 9မှာဒီ1ကို6နဲ့မြောက်မယ်အလေးမှာတစ်ကျိန်အပေါင်း9ပေါ့နော် ဒါဆိုရင်6တလီ6 6နဲ့ဒီ9ပေါင်း55ဆိုတဲ့အတွက်969တုံးများတင်နေပဲဖြစ်ပါလေ။နောက်ထပ်တစ်ကြိမ်မှာ3 9နှစ်ဆိုပြီးဖြစ်ပါလေခင်ဗျာ။3 9နှစ်။ဒါကြောင့်မို့ဒီနှစ်ရဒီ9ရဒီအလေနဲ့အပိတ်ဖြစ်ပါလေ။9939နှစ်မှာကျွန်တော်တို့ဒီ9ကို6နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီ9မှာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါလေ။ 6ရောင်းဒီ90နဲ့4လေးနဲ့ဒီ9နဲ့ပေါင်း9နဲ့ဒီ9နဲ့ပေါင်းတာ78ဆိုတဲ့အတွက်8 9 3ပေါင်းတာ12 3 4 5ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ3 9နဲ့ဆိုပြီးဖြစ်ပါရယ်ခင်ဗျာဒါကြောင့်မို့ဒီ3ကတော့ထိပ်စီးပေါ့နော်ဒီ9နဲ့2နဲ့ကတော့အလေအပိတ်ဖြစ်ပါတယ်ဒီ9 3 9 9နဲ့မှာ9ကိုရှောင်းနေမြောက်မယ်ဒီ9မှာတစ်ချိန်အပေါင်း9 ခွန်642ပေါ့နော်ညနေ9ပေါင်းတာ7တိတိတ်ကုန်ဒီ9နဲ့ပေါင်းရင်30ဆိုတဲ့အတွက်3ည1တိတ်ကုန်3ပေါင်းတော့4 5 6 9အဲ့ဒီထက်ကလေးပြည်နေရမှာနှလုံးအပါဆူပြီးယူမယ်ပေါ့နော်နောက်ထပ်တဲ့ချိန်မှာနေလေးရှောက်ဆူပြီးဖြစ်ပါရခင်ဗျာဒါကြောင့်မို့ဒီမှာ၄ရ၆ရနေလေးရှောက်ဆူပြီးတော့နေပိတ်နေရမှာနှလုံးအပါဖြစ်ပါရခင်ဗျာ တဖန်ဒီကိုလေးကိုနင်းတဲ့60ရဲ့အတွက်ဒီကိုကိုကျွန်တော်ရှောင်းနေမြောက်မယ်အလေးထိုင်မှာတစ်ကြိမ်အပေါင်း9ဆိုပြီးဖြစ်ပါတယ်ကိုရှောင်းလီ54ပေါ့နော်4နဲ့4ပေါင်းတာ8 8နဲ့ဒီ9ပေါင်းတာ79 9 8 8 3ပေါင်းတာ71 2 3 4အဲ့ဒီရှောင်းလုံးထဲကနှလုံးပါမယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ3 4ဖြစ်ပါတယ်ခင်ဗျာ3 4ဒါကြောင့်မို့ဒီမှာတော့3ဒီထိပ်စီဒီ2နဲ့ဒီ6နဲ့ကြတော့ အလေအပိတ်ဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီနေ့လေး၅၃နေ့လေးမှာဒီ၅ကို6နဲ့မြောက်မယ်အလေမှာတစ်ချိန်အပေါင်း6ဖြစ်ပါတယ်ခင်ဗျာ၅6 30နေ့နဲ့6ပေါင်းတာ7ဆိုတဲ့အတွက်တင်းနေ့နေ့ကို3ပေါင်းရှင်းဒီ၅6 8โอเคနောက်ထပ်တစ်ချိန်မှာ8 9နေ့ဖြစ်ပါတယ် ါကြောင့်မို့ဒီရှစ်ကတော့ထိတ်စီးဖြစ်ပါတယ်ဒီ9ရက်ဒီနှစ်ရက်ကတော့လေနဲ့အပိတ်နေရဖြစ်ပါတယ်ခင်ဗျာတပန်း7 7 5နှစ်မှာဒီတစ်ကို6နှစ်မြောက်မယ်အလေထိုင်9မှာတစ်ကြိမ်အပေါင်း9ဖြစ်ပါတယ်ခင်ဗျာ6တလီ6 6နဲ့9ပေါင်းတာ7တစ်ကို9နဲ့ပေါင်းရင်3ညဆိုတဲ့အတွက်1 3ညတစ်ပေါ့နော်တစ်ကို3ပေါင်းတော့4 5 6ခု နောက်ထပ်တစ်ကြိမ်မှာ665ဆိုပြီးဖြစ်ပါတယ်665 5ဒါကြောင့်မို့ဒီမှာတော့ကျွန်တော်5ကအလဲ6ကအပိတ် sorry 665ပေါ့နော်ဒီ6ကအလဲဖြစ်ပါတယ်5ကတော့အပိတ်665လဲနဲ့အပိတ်နေရာမှာနှလုံးအပါဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ဒီလေးကို6နဲ့မြောက်မယ်6မှာတစ်ကြိမ်အပေါင်း9ဖြစ်ပါတယ်ခင်ဗျာ 6လေးတင်20နဲ့လေးလေးနဲ့6ပေါင်း30 30နဲ့9ပေါ့နော်။ဒါကြောင့်မို့9တုံညတုံညကို3ပေါင်းတာ3 4 5 6နောက်ထပ်တစ်ကြိမ်မှာကျွန်တော်တို့3 5 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ3ကတော့ဒီမှာထိပ်စီပေါ့နော်။ဒီ9နဲ့6နဲ့ကတော့အလေပိတ်နေရာဖြစ်ပါတယ်ခင်ဗျာ။တပတ်ဒီ6ကို6နဲ့မြောက်မယ်ဒီ9မှာတစ်ကြိမ်အပေါင်း9ပေါ့နော်။ အစွန်66 36ရှောင်းနှန်း9ပေါင်းနာ71 19ပေါင်း3မြောက်တောင်ည3 5 6ဆိုပြီးဒီပုံမှာလေးပါတယ်ဗောနော်โอเคအဲ့ဒီထဲကနောက်ထပ်တစ်ကြိမ်မှာ64ရှောင်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ6နဲ့ဒီ6နဲ့ဒီအလေနဲ့အပိတ်နေရဖြစ်ပါတယ်တောင်ည4 6 4ရှောင်းမှာဒီ6ကို6နဲ့မြောက်မယ်ဒီ6မှာတစ်ကြိမ်အပေါင်း9ဗောနော် အားဆွေ6လေးဒီ20နဲ့၄လေးနဲ့ဒီလေးနဲ့ပေါင်းတာရှိပါတော့ရှင်းတဲ့ဒီ9ပေါင်းချင်းကဆက်ခွန်ဆိုတဲ့ခွန်ရှစ်ရှစ်3ပေါင်းတာ7 2 3 4 Okay အဲ့ဒီထက်ကလေးပိနေလုံးအပါဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ9ခွန်ရှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီခွန်နဲ့ရှင်းတဲ့ဒီ9ခွန်ရှစ်အလေးနဲ့အပိညာဖြစ်ပါတယ်6ခွန်6 9ခွန်7မှာဒီ6ကို6နဲ့မြောက်မယ်အလေးထိုင်ပါတစ်ကြိမ်အပေါင်း9 66636နဲ့ခွန်ပေါင်း7339ပေါင်းတာဆက်နေရတဲ့အတွက်နေ့တုံ3ကိုကျွန်တော်3နဲ့ပေါင်းတာ6ခွန်89ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာကျွန်တော်တို့696ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အားသမို့ဒီမှာ6ရက်9ရက်ဒီ696ဖြစ်ပါတယ်။ဒီ3ည9ခုမှာကိုယ်6နဲ့မြောက်မယ်ဒီခုမှာတစ်ကြိမ်အပေါင်း9ဒါဆိုရင်6ခွန်89 ရှစ်လီ90နဲ့နေရမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အာနေ3689ဆိုပြီးထပ်ရပါမယ်ဆိုတော့အဲ့မှာ698ဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6ရာဒီ9ရာဒီနေပိုင်းနေရာဖြစ်ပါတယ်ခင်ဗျာတပန်းတင်9ကို6နဲ့မြောက်မယ်ဒီ9မှာတစ်ချိန်အပေါင်း9 အဆွေ9ရှောက်ဒီ30ကိုနဲ့ချိန်ပေါင်းတာ78ဆိုတဲ့အတွက်ကျွန်တော်8993ပေါင်းတာစနစ်3 4 5 89 3 4 5မှာ305ဖြစ်ပါတယ်တဲ့5ပေါ့နော်ဒါကြောင့်မို့ဒီမှာဆိုရင်လေးရ5ရလေးပိနေရဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာတော့၄၅၈ဆိုတော့ဒီ၈ကိုရှောင်းနေမြောက်ပါမယ်ဒီ၄မှာတစ်ချိန်အပေါင်း၉

300ခွန်းကနေစားပြီးတော့အလေးပိတ်နှလုံးအပါတောက်လျှောက်ဖြစ်ပါတယ်နေနေခွန်300 339 39 39နဲ့နေလေးလျှောက်3နေလေးပါနော်ရှင်9နဲ့ရှင်ရှောင်းက39 6လေးလျှောက်9ခွန်း8ဖြစ်ပါတယ်9ခွန်း8ပြီးတော့ဒီမှာ6 9 6 8 9 8တင်လင်းကလေးပိတ်နေရာမှာနှလုံးပါတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာကျွန်တော်ဤအရာ3 9 6 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ခေတီမှာလည်းကျွန်တော်လေပိတ်နှလုံးအပါပါနော်သူကြတော့ကျွန်တော်ကနန်း6လုံးဖြစ်ပါတယ်ကနန်း6လုံးရှင်းပါနော်လေပိတ်နှလုံးအပါယူတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ကလိုလို0တော့5လုံးပဲပါနော်နောက်ပိတ်မှာကျွန်တော်ဒီ6 4 6 6 6ပြင်မှာ6လုံးဖြစ်သွားမှာပါနော်တုံများတင်းနဲ့6 6မှာ6 4 6ဆိုပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာ9ခွန်ရှင်းမှာဒီအနောက်ဆုံးတစ်လုံးမပါတော့ဘူးပါနော်ခွန်ရှင်း9ခွန်ရှင်း6ရ9ရ6 9 6ခွန်ရ10ရဒီ198 အရှိရ900ရဒီ600ကိုရှိ400ရ900ရဒီ305ဒီတစ်ပတ်မှာတော့ကျွန်တော်969တုံများတက်ဒီတစ်ပတ်မှာတော့ဒီပြီနဲ့969တုံများတက်ဆိုတော့969တက်ဒီလေးလုံးထက်ကန်တော့အပါလားပေါ့နော်ဒီ305တပြင်မှာတော့69235ဒီမှာ69235ဒီမှာ9လုံးဖြစ်ပါတယ်ပေါ့နော် ဒီ69မှာလည်း869 3နှစ်တုံးဆိုတော့869နှစ်တုံးပေါ့နော်ဒီတစ်ပတ်မှာကျတော့ကျွန်တော်3569ဒီနှစ်ခုပေါ့နော်တင်းဒီနှစ်ခုဒါဆက်ပြီးโอเคမယ်ဆိုရင်3569ထက်ကလေပိတ်နှလုံးအပါစုပြီးဖြစ်မယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်မရှင်များလေ့လာလို့ရအောင်ပြန်လည်နှောင်းဝီရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ